ဒီဟာယနေ့မှာအသက်ရှင်ရှောင်လဲမဲ့နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့တင်ဟာအခြားသူနဲ့မတူပဲ क्वे ပြားဌာနတော်သူဖြစ်တယ်တစ်ပင်နိကိုကိုဒူတကွာကြည်ရတင်တို့မူကမောင်မိုက်ထဲမှာအံပွေသောအလင်းတော်သူခေါ်သွင်းတော်မူသောသူဤ ုံကျေးဇူးများကိုပေါ်ပြစေခြင်းဟာရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မင်းစည်းစိမ်ရှိသောယေဘရဟိမျိုးတန်ရှင်သောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းတင်းဖြစ်ကြ၏ဟာလေလုယာဒီကျမ်းချက်မှာကြည့်မယ်ဆိုရင်သင်ဟာတာမန်လူမဟုတ်ပါဘူးဘုရားသခင်ကသင်ကိုမောင်မိုက်ထဲကနေအံ့ဖွယ်သောဘုရားရဲ့အလင်းတော်တွေကို ဒီကဘာပေါ်မှာမရှိဘူးเนาะအံ့ဘွေတော်လို့ပြောတာเนาะဖရားရဲ့အလင်းအံ့ဩဘွေကောင်းတဲ့ဖရားရဲ့အလင်းတော်လေးကိုတင့်ကိုခေါ်သွင်းလိုက်တယ်ဖရားလီလူးယတင့်ကိုဖရားငယ်သူ့ရဲ့အလင်းတော်အံ့ဘွေတော်အလင်းလေးကိုခေါ်သွင်းရခြင်းကဖရားရဲ့ဂုံကြီးစုတော်လေးကိုတင့်ကိုပေါ်ပြစီခြင်းလို့ဖရားလီလူးယတင့်ဟာတာမန်လူမဟုတ်ဘူးဖရားကိုယ်တိုင်ရွေးချယ်ထားတဲ့လူဖြစ်တယ်ဟာလီလူးယတာမန်ဘောက မဟုတ်ဘူးတာမန်လူရန်စားမဟုတ်ဘူးမင်းစည်းစိမ်ရှိတဲ့ရှစ်ပရောဟိတ်ရဲ့အမျိုးဖြစ်တယ်ဟာလေလုယာသင်ဟာတန့်ရှင်းတဲ့လူမျိုးဖြစ်တယ်လို့ဘုရားပြောတယ်အထူးသဖြင့်ဘုရားသခင်ကတင့်ကိုပိုင်တာဖြစ်တယ်ဘုရားပိုင်ဖို့အတွက်သင်ဟာထိုက်တန်သောလူမျိုးဖြစ်တယ်လို့ကျမ်းစာမှာအတိအကျဖော်ပြထားတာဖြစ်တယ်ဟာလေလုယာသူအချက်တွေကိုကြည့်မယ်ဆိုရင်သင်ကအခြားသောသူတွေနဲ့မတူ ကွေးပြားခြားနာတော်သူဖြစ်တယ်ဟာလေလုယာဘာကြောင့်လဲဆိုတင်ဟာအနိုင်မဲ့တဲ့လူမျိုးတခြားသင်ပဝင်းချင်းမှာရှိတဲ့လူနဲ့သင်ဘဝထဲမှာတွေ့ကြုံရတဲ့လူတွေနဲ့တင်ကနိုင်ရှင်လို့မရသူတို့နဲ့မတူကွေးပြားခြားနာတယ်တင်ဟာဆိုလို့ရှိရင်နိုင်မဲ့လူသားတယောက်ဖြစ်တယ်လို့ကျန်းစာကတိကျပြောထားတာဖြစ်တယ်။အဲဒါကြောင့်တင့်ကိုတင်ဘယ်တော့မှ top down နှိတ်ကြစီတဲ့ဇာတ်ကားတွေကိုမပြောပါနဲ့တင့်ကိုယ်တည်ဘယ်တော့မှတင့်အထင်မကြီးတဲ့ဇာတ်ကားတွေကိုမပြောပါနဲ့ပြီးရခါမှာအခြားလူတွေကတင့်ကိုအထင်သေးတဲ့ဇာတ်ကားနှိတ်ကြစီတဲ့ဇာတ်ကားပြောရဆိုနဲ့တင့်ခွင့်မပြုပါနဲ့ဘာကြောင့်လဲဆိုတင့်ဟာတာမန်လူမဟုတ်ဘူးဆိုတော့တင့်ကိုယ်တည်အရင်သိဖို့လိုတယ်ပြီးရခါမှာ သင်ရဲ့အတ္တတာထဲမှာဖရာကြွေးချေခွဲခန့်ပြီးတော့မှဟာလေလုယဖရာပိုင်ချောင်းကိုသင်တေချာစိတ်ချနိုင်ဖို့လိုတာဖြစ်တယ်ဟာလေလုယသင်ဟာဆိုရင်ဖရာသခင်ရဲ့တဘောတဘာဝဖရာတဘာဝကိုပါဝင်ပြီးတော့မှဖရာရဲ့တဘောတဘာဝထဲမှာရှင်သင်နေရတဲ့သူဖြစ်တယ်သင်ဟာတာမန်လူမဟုတ်ဘူးဖရာကသင်ကိုကိုယ်တိုင်တိဆောက်ပေးထားတာဖြစ်တယ် ဖះကသူ့ရဲ့ဖះဖြစ်စဉ်ကိုပေါ်ပြဖို့အတွက်ကိုတင့်ကိုရွေးနှုတ်ထားတာဖြစ်တယ်ဟာလေလုယာတင်ဟာကောင်းကင်ပေါ်ကြီးဒါဖြစ်တယ်ဟာလေလုယာညီကြီးသားမဟုတ်ဘူးတင့်ရဲ့ဖြစ်စဉ်ကခရစ်တော်အားဖြင့်ဖြစ်လာတာဖြစ်တယ်ခရစ်တော်ကကောင်းကင်သားဖြစ်ပြီးတော့မှာ ဖះစင်စစ်ဖြစ်ပြီးဒီလောကကဘာထဲမှာလာရောက်ရှင်သန်တယ်။သူခရစ်တော်အားဖြင့်တင့်ကိုဘုရားသခင်ကရွေးနှုတ်ခဲ့တင်ပြီးတော့သူခရစ်တော်ထဲမှာရှင်သန်တဲ့တရှင်ဝိညာဉ်တော်ကိုတင့်ကိုပြီးပြီးတော့မှတင်ဟာဆိုရင်ခရစ်တော်ကဲ့သို့ဘုရားသခင်ရဲ့ဖြစ်စဉ်ကိုတသက်ခံမှုရဲ့အတွက်ဒီလောကကဘာထဲမှာတင့်ကိုထားရှိကြတာဖြစ်တဲ့ တင်ဟာဆိုလို့ရှိရင်ဒီလောကသားမဟုတ်ဘူးမြေကြီးသားမဟုတ်ဘူးတင်ဟာဆိုရင်ခရစ်တော်ထဲမှာရှိရဲ့ခရစ်တော်ကိုတည်ခြင်းမှာရှိမြဲထမြောက်စီရဲ့ဝိညာဉ်တော်အဖြစ်ရှင်သန်နေတဲ့သူတော်ကြောင့်တင်ဟာကောင်းကင်သားဖြစ်နေတာဖြစ်တယ်။ဘုရားသခင်နဲ့မိသားစုဝင်ဖြစ်နေတာဖြစ်တယ်။ဟာလေလုယာကျွန်တော်တို့ကဖရာသခင်ရဲ့မျက်မှောက်တော်ကို သေဆောင်ပြီးတော့မှဘုရားသခင်ရဲ့မျက်မှောက်ပေါ်နဲ့ရှင်သင်နေတဲ့သူတွေဖြစ်ရမှာဖြစ်တယ်။ဟာလေလုယာ။ယေရှုကအာယောဟန်ခန်းကြီး၁၄ခန်းငယ်၉မှာဗာပြောထားလဲဆိုတော့ယေရှုကဖိလိပ္ပိဤမြကာလပလောငါသည်တင်တို့နှင့်အတူရှိပြီးမှတင်တို့တင်သည် ကိုမတိသေးသလားငါ့ကိုမြင်တော်သူသည်ခမဲတော်ကိုမြင်၏ဟာလေလုယာတို့ဖြစ်လင်ခမဲတော်ကိုကျွန်ုပ်တို့အားကြားတော်မူပါဟုတင်သည်အဘယ်သို့ဆိုသည်။ဟာလေလုယာယေရှုခရစ်တော်ကိုမြင်တဲ့သူကခမဲတော်ဖျားသခင်ကိုမြင်ရတာဖြစ်တယ်။ဟာလေလုယာထိုနည်း၎င်းမဲ့တင့်ကိုခရစ်တော်အထင်း၌ရှင်နဲ့တရှင်သောဝိညာဉ်တော်ကိုတင့်ထဲမှာ တည်ခြင်းကရှင်ပြန်ထမြောက်စီတဲ့ဝိညာဉ်တော်ကိုရှင်ခွင့်ပေးလိုက်တဲ့အခါသင်ရောက်တဲ့အရက်တိုင်းမှာသင်ကဘုရားသခင်ရဲ့ representation ဖြစ်တယ်နော်ဘုရားသခင်ရဲ့ကိုယ်စားမျက်တည်နေတာဖြစ်တယ် hallelujah ဘုရားရဲ့မျက်မှောက်တော်ကိုတည်ဆောင်ပြီးတော့မှရောက်ရှိနေတာဖြစ်တယ် hallelujah ဒါကြောင့်ဘုရားသခင်ကိုသင်မြင်တွေ့ဖို့ လူတွေကိုဖះကိုရှာခိုင်းစရာမလို့တင်ရောက်ရှိတဲ့အရက်မှာတင်သေးမှရှင်နေတဲ့ဝိညာဉ်တော်အားဖြင့်တင်ကိုလူတွေကတွေ့တဲ့အခါမှာဖះကိုမြင်တွေ့စီမှာဖြစ်တယ်ဟာလေလုယာဒါကနားလည်းမမလွဲဘူးလူတွေယေရှုခရစ်တော်ကိုယ်တိုင်ပြောတယ်ငါ့ကိုတွေ့ရတဲ့ကခမဲတော်ဖះသခင်ကိုမြင်တွေ့ရတာဖြစ်တယ်တဲ့ဆိုတော့တင်ရဲ့အထဲထဲမှာခမဲတော်ဖះသခင်ရဲ့ဝိညာဉ်တော်တန်ရှင်တော်ဝိညာဉ်တော်ကိုသင်ရှင်းတန်ခွင့်ပေးပြီဆိုရင် တင့်ထဲထဲမှာဘုရားသခင်ကသက်ရှင်ပြီးအတူပါရှိနေတော့ကြောင့်လူတွေကတင့်ကိုတွေ့ရင်ဘုရားသခင်ကိုမြင်တွေ့လာမှာဖြစ်တယ်။နှစ်ကောခန်းကြီးလေးခန်းငယ်လေးကိုကြည့်ရအောင်။ထို့သောမယုံကြည်သော သူတို့ကဘုရားသခင်ဤပုံတံတော်တည်ဟူသော ခရစ်တော်ဤဘုံအသီးနှင့်ပြည့်စုံသောဤဝိလိတရားဤအယောင်သည်အလင်းကိုမပေးစေခြင်းကဤလောကကိုအဆိုးရသောဘုရားသည် သူတို့ဤဉာဏ်မျက်စိကိုွဲစီ၏ဒီကြမ်းချက်မှာဆိုရင်ဧဝံဂေလိတရားပြီးဟူသောဒီနှုတ်ကပတ်တော်တရားကခရစ်တော်ရဲ့ဘုန်းနဲ့ပြည့်စုံတဲ့တရားဖြစ်တယ်ဟာလေလုယအဲ့ဒီဧဝံဂေလိတရားပြီးဟူသောခရစ်တော်ကိုလင်းနဲ့အလင်းကိုမမြင်စေဖို့အတွက်ဒီလောကကိုအဆိုးရတဲ့ဖျားလို့ပြောရနော် ဒီလောကကိုဆိုးရတဲ့ဖခင်ကစာတန်ဖြစ်တယ်။အဲ့ဒီဒီလောကဒီလောကကြီးကိုဆိုးရတဲ့ဖခင်ကသူတို့ရဲ့ညံမျက်စိကိုပွေရတာဖြစ်တယ်။အားကြောင့်မိတ်ဆွေဒီနေ့တင့်ကိုတင်စစ်စီရဒီလောကကိုဆိုးရတဲ့ဖခင်ပြီးယူသောစာတန်ကတင့်ရဲ့မျက်စိကိုပွေထားသလား။တင်ဖခင်သခင်ရပုံတန်တော်ပြီးယူသောခရစ်တော်ရဲ့ဘုန်းနဲ့ပြည့်စုံတဲ့အေဝင်ကြီးတရားကိုတင်လက်ခံရယူပြီးတော့မှအဲ့ဒီအေဝင်ကြီးတရားကတင့်ထဲမှာထွန်းလင်းပြီးတော့မှ ခရစ်တော်ရဲ့ဘုန်းနဲ့ပြည့်တဲ့ဖခင်ရဲ့ပုံတတန်တော်ဖခင်တခင်ကိုသင်မြင်တွေ့နေပြီလားပြန်စစ်ဆေးပါသင်ရဲ့မျက်စိကဒီလောကအဆိုးရတဲ့ဖခင်ကကြွေထားသလားဆိုတင်သိချဖို့လိုရယ်နော်ဆက်လက်ပြီးတော့ကြည်အောင်ကောလိုသေ15မှာဖူသားတော်သည်မျက်မြင်မရသောဘုရားသခင်ကြီးပုံတံတန်ဖြစ်တယ်။ဟာလေလုယ။ခရစ်တော်ကမျက်မြင်မရတဲ့ လူတွေမြင်တွေ့လို့မျက်စိနဲ့မြင်တွေ့လို့မရတဲ့ဖရာသခင်ကမဲတော်ဖရာသခင်ရဲ့ပုံတံဖြစ်တယ်လို့ပြောတာတာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်ဒီနေ့မှာခရစ်တော်ကနှုတ်ကပတ်တော်ဖြစ်တယ်။နှုတ်ကပတ်တော်ကလူစားတိခံပြီးတော့မှဒီလောကပေါ်မှာဆင်းကြလာတာဖြစ်တယ်။အဲဒါကြောင့်ခရစ်တော်ဒီဟူသောနှုတ်ကပတ်တော်ကိုသင်ညင်တွေ့ပြီဆိုရင် မညက်မြင်မရတဲ့ခမဲတော်ဘုရားသခင်ရဲ့ပုံတံတန်ကိုသင်မြင်တွေ့ရမှာဖြစ်တယ်။ဟာလေလုယာဒါကြောင့်သင်ယနေ့မှာနှုတ်ကပတ်တော်ကိုစစ်စစ်ကြည့်ပါ။နှုတ်ကပတ်တော်တည်သောခရစ်တော်ကိုသင်မြင်တွေ့အောင်ကြည့်ပါ။ခရစ်တော်နှုတ်ကပတ်တော်တည်သောခရစ်တော်ကိုသင်မြင်တွေ့တယ်ဆိုလို့ရှိရင်သင်ဟာမျက်မြင်မရတဲ့ဘုရားသခင်ကိုနှုတ်ကပတ်တော်အားဖြင့်သင်မြင်တွေ့ရမှာဖြစ်တယ်။အဲ့ဒီခမဲတော်ဘုရားသခင်ကနှုတ်ကပတ်တော်အားဖြင့် ဒီလောကမှာလူစားတိခံရတဲ့ယေရှုခရစ်တော်ထဲမှာရှင်တန်တဲ့ဝိညာဉ်တော်ကိုတင့်အထင်းထဲမှာရှင်တန်ခွင့်ပေးလိုက်တာဖြစ်တယ်။အဲ့ဒီဝိညာဉ်တော်ကတင့်ထဲမှာရှင်တန်နေရဆိုရင်မျက်မြင်မရတဲ့ဖခါကတင့်ထဲမှာတည်ရှိပြီးတော့မှဖခါရဲ့မျက်မှောက်တော်ကတင်သေးဆောင်ထားတာဖြစ်တယ်။ဟာလေလုယ။တင်းဒီအရာကိုသိချစွာနားလေဘူးလို့ ဲ့ဖြစ်သင်နားမလဲဘူးဆိုရင်သင်ရဲ့မျက်လုံးကိုပိတ်ထားတာကဘာတူလဲဆိုဒီလောကကိုအစိုးရတဲ့ဖျားဆိုတဲ့စာဒန်နဲ့ဆိုတော့သင်ရဲ့မျက်လုံးကိုပိတ်ထားပြီဒါကြောင့်သင်ဒီနေ့ဆုတောင်းမှာဘုရားသခင်ကိုရော့ကိုမြင်တွေ့ရဖို့ကျွန်တော်ဒီမရဲ့မျက်စိကိုဖွင့်ပေးပါဒီလောကကိုအစိုးရတဲ့ဖျားတင်ရင်းနဲ့စီကိုပိတ်ထားတဲ့နတ်ဆိုးတွေကိုယေရှုနာမနဲ့တင်မောင်းထုတ်ပြီးတော့မှဖျားသခင်ကို ယနေ့ပင်ပြင်တွေ့ရဖို့အတွက်တောင်းတပါဟာလေလုယာယနေ့ပင်ဖိတ်ခေါ်ပါဆက်လက်ပြီးတော့မှာဟေဘရဲ3ကိုအတူတကားကြည်ရနော်ထူသားတော်ဒီဖျားသခင်ဘုံတော်ရောင်ကြီးနဲ့ဇာတိအဖြစ်တော်ဤပုံတတန်ဖြစ်၏လို့ပြောတာနော်ဟာလေလုယာယေရှုခရစ်တော်ကဖျားရဲ့ဘုံတော်ဖျားကဇာတိ အဖြစ်လူစားတိဖြစ်ခံယူတဲ့ဖရားရဲ့ပုံတံဖြစ်တယ်လို့အတိအကျပြောထားတာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်ဖရားသခင်ကသူ့ရဲ့အသက်ဝိညာဉ်အားသူ့ရဲ့ဘုံကိုသင်ရဲ့ဇာတိထဲမှာလူစားဇာတိခန္ဓာကိုယ်ထဲမှာလာရောက်ပြီးတော့မှနေထိုင်ခွင့်ပေးထားတာဖြစ်တယ်။ထိုအရာကိုတင်တိတိချာချာနားလေပို့လို့ရဖြစ်တယ် ။ဘာဖြစ်လို့လဲဆိုထိုအရာကိုတင်တီတီချာချာနားမလည်ဘူးဆိုလို့ရှိရင်ဒီဟာကအရန်နဲ့နေတဲ့အရာဖြစ်တဲ့ဖရာသခင်ရဲ့ဖြစ်တည်ခြင်းကိုဖွင့်ပြတဲ့အရာဖြစ်တယ်ဆိုတော့တင်းရဲ့အုံနောက်နဲ့စဉ်းစားလို့မရဘူး။ဘာကြောင့်လဲဆိုတော့အာဟေဘရဲ14မှာဖရာသခင်ကနာဝင့်ခြင်းဖြစ်တဲ့ဖရာသခင်ထံမှာခါစွာတဲ့ ကောင်းကင်တမန်တွေကလေနံဝင့်ကျင်ဖြစ်တယ်လို့ပြောတာဖြစ်တယ်နော်အဲ့ဒီနံဝင့်ကျင်ဖြစ်တဲ့ကောင်းကင်တမန်တွေကိုလည်းသင်မမြင်ရဘူးဒါပေမဲ့သင်အတွက်ဘုရားတက်နဲ့တက်ရှင်နဲ့ဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုလက်ခံရယူထားတဲ့သင်အတွက်ဆောင်းမဖို့ပြုစုဖို့ဆေးလွတ်ထားတယ်လို့ပြောတာဖြစ်တယ်ဆိုတော့ဒီအရာကဝိညာဉ်ဝိညာဉ်အရာဖြစ်တယ် ။သင်ရဲ့အုံနောက်ကလက်ခံနိုင်မှာမဟုတ်ဘူး။သင်ရဲ့အုံနောက်ကနားလေမှာမဟုတ်ဘူး။သင်ရဲ့ဝိညာဉ်ကနားလေတာဖြစ်တယ်။ဒါကြောင့်ဒီကအရနေနေတဲ့ဖျားတခင်ရဲ့ဖြစ်တည်ခြင်းကသင်အထဲထဲမှာလာရောက်ပြီးတော့မှရှင်သန်တာ။ဖျားတခင်ရဲ့ဝိညာဉ်တော်အဖြစ်ရှင်သန်နေတာဖြစ်တယ်။ဟာလေလုယာ။ဆိုဟေဘေအခန်းကြီး1အခန်းငယ်14မှာပြောထားလေဆိုကောင်းကင်တမန်များတို့ကကေတင်တော်မူခြင်းကျေးဇူးကို အမွေခံလက်တဲ့သောသူတို့ကိုပြုစုစေခြင်းကစေလွတ်တော်မူသော အစီခံနံဝင့်ကျင်ဖြစ်ကြသည်မဟုတ်လောပြောထားအဖြစ်တယ်ဟာလေလုယာဇာဇာသင်အခုသင်ကိုးကွယ်နေတဲ့ဖခါကဒီအုံးလုံးနဲ့နားလေမှာမဟုတ်ဘာဖြစ်လို့ဆိုဝိညာဉ်ဖခါဖြစ်တယ်ဆိုအဲ့ဒီဝိညာဉ်တော်ဖခါကသင်အခြေထဲမှာလာရောက်ရှင်တန်တဲ့အခါမှာသင်ကိုပြုစုဆောက်ရှောက်ဖို့အတွက်တောင်မှာ ကောင်းကင်တမန်လေးကိုဆေးလွတ်ထားပေးတာဖြစ်တယ်ဒီအရာကိုသင်နက်နက်ဆိုင်ဆိုင်နားလေဘူးရံတွေသင်ဝိညာဉ်မျက်စိပွင့်ဘူးရံတွေသင်ဆုတောင်းပြီးတော့မှယုံကြည်လက်ခံရမှာဖြစ်တယ်ဟာလေလုယာဆိုဟေပြေတစ်တုံးမှာတေချာကြည့်မယ်ဆိုရင်ဘာကိုရှင်းပြထားလဲဆိုတော့ယေရှုခရစ်တော်ဟာဖယားသခင်ရဲ့ဘုန်းရောင်ကြီးဇာတိအဖြစ် ြီးတော့ဖရားရဲ့ပုံတံဖြစ်တယ်လို့ပြောထားတယ်ဆိုကျမတို့နားလေတဲ့ဘာသာစကားနဲ့ပြောမယ်ဆိုခရစ်တော်ကခမဲတော်ဖရားသခင်ရဲ့ဓာတ်ပုံဖြစ်တယ်ဟာလေလုယာသင်နားလည်နိုင်ဖို့ဖရားသခင်ရှိမှဆုတောင်းမှာအဲ့ဒါကြောင့်ယေရှုကပြောတယ်ငါကိုမြင်တဲ့သူကခမဲတော်ကိုမြင်တယ်လို့ပြောတယ်ယေရှုခရစ်တော် ਨੇ ခမဲတော်ကတလုံးတဝါတစ်ချက်တည်းဖြစ်တယ် တော့တင်ကဖူအရာကိုနားလေနိုင်ဘူးလို့ရဲအဲ့ဒီခမဲတော်ဘုရားသခင်နဲ့တလုံးတဝတစ်ချက်တည်းဖြစ်တဲ့ယေရှုခရစ်တော်အထဲထဲမှာရှင်သန်နေတဲ့ဝိညာဉ်ကိုဝိညာဉ်တော်ကိုဘုရားသခင်ကတင့်နေကိုထည့်ပေးလိုက်တာဖြစ်တယ်။တင်းင်းထဲမှာလာရောက်ရှင်သန်နေတာကတန်ရှင်တော်ယေရှုထဲမှာရှင်သန်တယ်ယေရှုကိုတည်ခြင်းကရှင်ပြန်စေတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်။ဒါကြောင့် တင်းထဲမှာရှင်နေတဲ့တန်ရှင်သောဝိညာဉ်တော်ကြောင့်တင်ကတာမန်လူမဟုတ်တော့ဘူးဟာလေလုယအဲ့ဒီခရစ်တော်ရဲ့ဝိညာဉ်တော်တင်းထဲမှာရှင်နေတဲ့အထွတ်ကြောင့်တင်ဟာအခြားသူတွေနဲ့မတူကိုယ်ပြားဌာနသောသူဖြစ်သွားတာဖြစ်တယ်ပြီးတဲ့အခါမှာဖခါရဲ့ဘုန်းကတင်းထဲမှာထွန်းလင်းနေတာဖြစ်တယ်ဟာလေလုယအဲ့ကြောင့်ဖခါသခင်ကတင့်အားဖြင့် သူ့ရဲ့ဘုံကိုထင်ရှားဖို့ဖြစ်တယ်။ဘုရားသခင်ကသင့်အားဖြင့်ကဘာကြီးကိုကယ်တင်ဖို့ဖြစ်တယ်ဆိုတာနားလည်ပါစေ။ဖြတ်ရှင်ကောင်းကြီးပေးပါစေ။